ကဲမင်္ဂလာပါကျွန်တော်အခုကတော့ဒါတောင်ထိပ်ပေါ်ရောက်နေတာဖြစ်ပါတယ်အမြင့်မေးထောင်းချကျွန်တော်မြင်းနဲ့တောင်ထိပ်ပေါ်ပါနော်ဒီမှာ on saw john ဆိုတဲ့ဒီချစ်ခေအဆောက်အဦတစ်ခုရှိတယ်ဗျာနော်နှစ်တရာကျော်တန်းချီပါပါပြီခြေအောင်ဆောက်ဦးပါဒီဆောက်ဦးတွေဘာလို့ဆောက်ထားလဲဆိုတာကိုကျွန်တော်တစ်ချက်လိုက်ကြည့်ကြမှာမယ်နော်ကွန်ချွန်내려다보여아예그래요관천관천도치볼수있어요 အဒီအလန်းကြည့်ရင်ခွန်ချုံမျိုးကိုမြင်ရတယ်တဲ့ဟုတ်တောင်းဟုတ်ပါတယ်နော်ဒါမျိုးအဆောက်အဦလေးတွေဟာဒီတောင်း ထိတ်တေပုံမှာပေါ့နော်ဒါမျိုးအဆောက်အဦတော်တော်များများစောက်ကြတယ်ဗျာကိုရီးယားနိုင်ငံမှာလေဘာလို့စောက်ကြလဲဆိုတော့တို့ကအမှုပညာရန်အဆန်နဲ့ဗျာတို့ရဲ့ဒီအောက်ကမြို့ကိုဒါဆိုရင်ဒါကွမ်ချွမြို့ကိုကျွန်တော်တို့မြို့လေးကိုဒါအတိုင်းသားမြင်ရတယ်ဗျာဘောကတက်ကြည့်မယ်ဆိုရင်ဒီဘောမှာစူဝေးပြီးတော့လမ်းချောက်တဲ့ပြီးရင်ဒီဘောမှာစာဖတ်ကြတယ်အဲ့လိုမျိုးပေါ့နော်တို့ဒီအမှုဘယ်လိုပြောမလဲအမှုပညာဆန်နေဗျာတို့ရဲ့ဒီဟိုပေါ့နော်ဟိုစိတ်ကူးစိတ်တမ်းပေါ့မြန်မာပြည်မှာဆိုရင်တော့ဒါမျိုးတောင်ထုတ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီဇေဒီပထိုးတွေတီးကြတယ်ပေါ့နော်သူတို့ကတော့မဟုတ်ဘူးဗျာဒါမျိုးလေးရေစောက်ထားကြတယ် ဟုတ်ကဲ့ပါအာဒီအွန်ဆွမ်းကြောင့်သူကဆောက်လို့တုန်းကသူက1028ခုနဲ့က1034ခုနဲ့ဒီ6နှစ်ကြာလောက်ဒါဆောက်ကြတယ်ပေါ့နော်အာအခုဆိုရင်ဒါတက်တန်းက118နှစ်လောက်ရှိသွားတယ်နှစ်တရာကျော်ပါပြီပေါ့နော်တက်တော့ကြာပြီပေါ့ဒီမြို့မြို့ကိုတော့မှာဆာလာဖတ်ကြတယ်ပေါ့နော်လာစုဝေးပြီးလာရောက်ပန်းဖြေကြတဲ့နေရာပေါ့နော်ဟုတ် လွန်ခဲ့တဲ့နှစ်တရာလောက်တုန်းတော်တော်ကဒီဟာရောအထင်ကြီးနေတာပေါ့နော်အာဒီဒီအခုချိန်ဒီဒီအစောက်ကရှိနေဆိုတော့တော်ခန့်ခန့်နေတော့နောက်ပြီးတော့ဘီတုကလည်းရိုက်လည်းရှိတယ်ဗျာပကြီးပိုင်ပုံမှန်ရှိတယ်ကျွန်တော်ပြောလို့ရှင်ဟိုးမြို့အောက်ကျွန်တော်နေတဲ့နေရာကိုသွားမှာအဲ့နေရာနေကျွန်တော်ဒီဒီဘက်ကိုပြန်ရေးပြန်မယ်ဒီဘက်ကိုပြန်ရေးပြန်လဲဒီအစောက်ကိုအတိုင်းသားမြင်ရတယ်ဗျာနော်အဲ့ဒီပုံစံလေးကြော်ရေးပြပါမယ်ဒါကတော့ကျွန်တော်အောက်ကဒီ grand jump ကနေကျွန်တော်စောင်းနေတော့ဒီနှစ်တရာကျော်ပြန်ချီလို့အားစောင်းနေဒီလှမ်း ကြည့်ရတဲ့မြင်ကွင်းလေးပေါ့နော်အတူကတောင်ကုန်းထိပ်မှာပေါ့ဟောပွားကြည့်ရင်တော့ဒီမြို့ကိုအတိုင်းသားမြင်ရတယ်ဆောင်းတော့ပြတဲ့အတိုင်းပဲဒီအောက်ကပြန်ကြည့်ရင်လည်းသူကအဲဒီထိပ်လေးမှာချိနေတယ်ပေါ့နော်အရန်ဘယ်လိုရောက်မလဲနှစ်တရာကြည့်မင်းလှတယ်ဗျာဒီလားဒါပါတော့ကျွန်တော်တို့နိုင်ငံမှာဆိုရင်တော့ဒါချွေဝါရောင်ဇေလေးရှိမယ်။အာဒီကိုရီးယားနိုင်ငံမှာဆိုရင်တော့ဒါမျိုးအဆောက်အဦလေးတွေဒါတောင်ထိပ်တိုင်းမှာလို့လို့မြို့တိုင်း ဒါမျိုးပုံစံလေးတွေခြေတယ်ဆိုတာကိုဒါရိုက်ပြပေးခြင်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါနောက်ပြီးတော့ဒီအဆောက်အုံလေးတွေကမနေ့တည်းကမှဆောက်လုပ်ထားခြင်းမဟုတ်ဘဲနဲ့ဒါနှစ်တရာကျော်သတန်းရှိပြီးတော့အာခြေဟောင်းမော်နော်ဟိုပြီးသူကလက်ရာတွေနဲ့အာခန်းနထဲဝါဆိုတာတရှိပြီးတော့အော်ဒီဘိုးဘေးပြပြအစင်ဆက်ပေါ့နော်ထိန်းသိမ်းဆောက်ချောက်လာခဲ့တဲ့ဒါရင်ချင်းမှုအမွေနှစ်ဆိုလဲမမှားဘူးပေါ့နော်အာဒါမြန်မာပြည်မှာဆိုရင်တော့ဒီလောက်တိ ဒီလိုမျိုးရေရှည်တည်တံ့ဖို့ဆိုတာကမဖြစ်နိုင်ဘူးเนาะဒါပေမဲ့ဒီနိုင်ငံမှာတော့ဖြစ်နိုင်နေပြန်เนาะဒီနိုင်ငံမှာကတော့လုံးဝဟိုချေဟောင်းပေါ့เนาะဒီထင်းထင်းဆောက်ချုံမှုကကောင်းတော့အာချေဟောင်းဒီပကြီလက်ရာတွေအာနောက်ပြီးတော့အကောလုံးဘပုအကောလုံးပေါ့เนาะသူတို့မှလည်းပကြီဆိုရှိတယ်အာဒီနိုင်ငံစီးပကြီတွေရောအကောလုံးကခန်းနာထဲဝါဆိုတာတည်ရှိနေတာကိုအာကျွန်တော် ပြောပြပေးခြင်းနဲ့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ဟုတ်ကဲ့ပါအဆုံးထိကြည့်ရှုပြီးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်ပါ